ော်နဲ့ဆရာမလေးနဲ့ဤစပြစီရှင်ပြတွေ့လို့ဆရာမလေးကိုအရန်ကိုသဘောကျနေလို့ပါဗျာဆရာမလေးဘုချတ်ဟုတ်တယ်ကိုစပြီးတော့ခုနစတီဆောက်တဲ့အချိန်ကအဒီကားကိုမြင့်မြတ်နဲ့ရိုက်မယ်အဲမင်းသမီးနေရာဆီယမ်မာလေးနေရာပိုးနဲ့ရိုက်မယ်ဆိုသူတို့နှစ်ယောက်ကိုပဲကျွန်တော်တည်ပြီးတော့ location ရော ဟို actor တွေရောပေါ့နော်အဲ character ပါတဲ့ character တွေရောအကုန်လုံးဟိုစိတ်ကူးထဲမှာပုံဖော်ပြီးလောက်လုပ်ပြီးတော့မှအဲဒီဇက်ကားထဲမှာထည့်ပြီးရေးခဲ့တာပါကလောဘတ်တွေပေါ့နော်အဲ့ဘတ်တွေမှာ တော်တော်ဟိုရေးကြည့်ရတယ်မြေပြူရာရေးကြည့်ရတယ်တော်တော်ဆိုးဆိုးဝါးဖြစ်နေအဲ့တော့မှကျွန်တော်တို့လည်းပြီးတော့ဟိုတရင်တွေကလည်းဘာမှဖုန်းလိုင်းတွေတော့မှဖုန်းတိုင်တွေကြိုးပြီးဖုန်းလိုင်းတွေတော့မှကျွန်တော်မမိတော့ဘူးတစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့တော့တော်တော်ခက်ခဲတဲ့အခြေအနေဖြစ်နေအဲ့အဲ့တော့မှပဲ သိတာဒီလိုဒီလိုဖြစ်နေရဲ့အဲ့တော့မှချက်ချင်းရက်ပြီးတော့ကျွန်တော်အာဆင်းပြီးတော့အလှူတွေပါတယ် ဲ့မှာပါဝင်တဲ့တရုတ်ဆောင်တွေရယ်အဲပြီးတော့အဲ့ကကလူတွေပေါ့နော်အဲဝိုင်းပြီးတော့လှူတဲ့အလှူပါဒီမှာလာပြီးတော့လေဟုတ်ဒီကျောင်းတွေကရတော့ကျွန်တော်ဘယ်လိုဖော်မလဲဒီအလှူလို့ဖို့တော့ပေါ့နော်အဲဒီမှာကြောက်ကလေးညားတယ်အဲကလေးအယောက်900လောက်ရှိတယ်ပေါ့နော်ကလေးအယောက်900လောက်ရှိတော့အဲဒီနေ့အဲကိုမမြတ်ကပူရောပြီးတော့ဒီမှာအတူရုပ်ရှင်ဇာတ်ကားကထုတ်လုပ်ပြီးရောပြီးတော့ပါဝင်တဲ့တရုတ်ဆောင်တွေရောပေါ့နော်ဒီအလှူမှာကလေးတွေဟိုခွန်ကြီးဆုံးကြက် နေ့လည်သာကျွေးမယ်ပြီးတော့ကလေးနဲ့တူတူရုပ်ရှင်ကြည့်ရဲ့အစီအစဉ်ပေါ့နော်အဲ့ဟာလည်းအတူရုပ်ရှင်ကောင်းတို့လည်းအရင်ဆုံးလာပြတာပေါ့နော်ကျွန်တော်ရိုက်ခဲ့တာကလည်းဒီအတူကအာဘော်ဆိုင်ဆိုတဲ့ဘုံဘုံကြီးကြောင်းပေါ့အဲ့မှာရှိတဲ့နှစ်တရာကျော်ရှိတဲ့အဲဘုံကြီးကြောင်းကြီးအဲမင်းလုံးမင်းလက်ထက်တော့စောက်ထားတာလို့ပြောတယ်အဲ့ဘုံကြီးကြောင်းရှေ့ဘုံကြီးကြောင်းကြီးပဲအဲ့ဘုံကြီးကြောင်းကြီးမှာရိုက်ထားတာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်ဟိုမှာသွားပြီးတော့အလှလှုပ်ချင်တာမသွားနိုင်တဲ့အတွက်ဒီမှာတခါလဲ ကလေးတွေကိုကျွေးရင်လည်းအလိုလိုဖြစ်တဲ့သဘောပါကားကစပြီးတော့ဟိုပါ produce လုပ်တဲ့အခါမှာဒါဟိုကိုယ့်ရဲ့အကိုလိုပေါ့နော်ခင်ရတဲ့အကိုကအဲသူလည်းဒီလိုမျိုးကားလေးရိုက်ချင်တယ်ဆိုပြီးတော့မှပြောလာတဲ့အခါမှာအဲအမတို့ကလည်းဒါတစ်ဖက်တစ်လမ်းနေလို့ဝိုင်းဝန်းကူညီပေးတယ်အဲသူကတော့ဒီကားတစ်ခုလုံးထုတ်လုပ်တဲ့အခါမှာရောသူကတော့ဒီကားတိဖြတ်ပေါ့နော်အတက်ပါရောပေါ့နော်အဲအကောင်လုံးတော့တာဝန်ထားပါရှင်ဟုတ်အတူးဆိုတာကအတူးကဘယ်လိုဖြစ်လာလဲဆိုတော့ ဒီကျွန်တော်ရိုက်ချင်တဲ့ရုပ်ရှင်ကားပုံစံနဲ့မှာပါတဲ့ရုပ်ရှင်ကားတကားပေါ့နော်အဲစပြီးဖြစ်လာတဲ့ပုံစံကြတော့ဒီကျွန်တော်ကံကောင်းရိုက်တဲ့အချိန်တော့ကံကောင်းရိုက်ရင်းနဲ့ location ကြည့်တဲ့အချိန်ပေါ့နော်ကြည့်တဲ့အချိန်မှာကျွန်တော်အဲ့အဲ့ hair ဟိုကနေတနာ45မိနစ်တနာရီလောက်ဆက်သွားတယ် bonsai ဆိုတဲ့မြို့အဲ့မြို့လို့ရောက်သွားတယ် location ကြည့်ရင်အဲ့မြို့လို့ရောက်သွားတော့အဲ့မြို့ကလှလဲလှတယ်တာလဲတာရတယ်ပြီးတော့ကျွန်တော်ခုနပြောတဲ့ဘုံကြီးကြောင်ကြီးလေ အဲမင်းတို့မင်းလက်ထက်တုန်းကအဲ့မှာအဲတည်ခဲ့တဲ့ဘုံကြီးကျောင်းပေါ့နော်အဲ့ဘုံကြီးကျောင်းကလည်းအဲ့လိုရှေးဘုံကြီးကျောင်းအဲကျွန်တော်အဲ့လိုအဲ့နေရာရောက်ပြီးတော့ဒီမြို့လေးမှာငါရုပ်ရှင်တကားရိုက်ချင်တယ်ဆိုတဲ့စိတ်ဖြစ်လာတယ်အဲ့စိတ်ဖြစ်လာပြီးတော့အဲအဲ့မြို့မှာရိုက်ဖို့အတွက်ကျွန်တော်အဲ့ကံကောင်းရိုက်ပြီးတော့ပေါ့နော်အဲ့မြို့မှာရိုက်ဖို့အတွက်ကျွန်တော်အဲရောက် location ကြီးရောက်တဲ့အချိန်မှလေးကကျွန်တော်အဲ့မှာရှိတဲ့ location တွေလာတဲ့နေရာတွေကျွန်တော်ဇလန်ထဲမှာထည့်ပြီးတော့ အဲရိုက်လို့ရမယ်နေရာတွေပေါ့နော်အဲ့ဒါကြီးကြိုပြီးတော့စဉ်းစားထားတယ်ပြီးတော့ကျွန်တော်ဒီအတူးဆိုတဲ့ဇက်ကောင်ကိုပြန်ပြီးတော့ဖန်တီးပြတယ်အဲဒီအတူးကောင်ကိုရိုက်မယ်ဆိုဆိုတော့ကျွန်တော်ဇက်ညုံးရေးတဲ့ဒီဒီနဲ့ဒီဒီရဲ့ကျွန်တော်အဖွဲက၂ယောက်၃ယောက်ရင်းနဲ့ကျွန်တော်အဲ့ဘောဆိုင်မျိုးပြန်သွားတယ်ပြန်သွားပြီးတော့အဲ့မျိုးအကြောင်းထပ်ပြီးတော့လေ့လာတယ်အဲပြီးတော့ဒီကျွန်တော်ဇက်ဝင်ငန်းထဲမှာထည့်မဲ့အဲဟိုအတူးဆိုတဲ့ character ပြီးတော့ location တွေပြန်ကြည့်တယ်လောက်လောက်တယ်ပေါ့နော်အ အဲ့မှာပြန်သွားပြီးတော့နောက်တစ်ခေါက်ပြန်သွားပြီးတော့ရေးတယ်အဲ့အဲ့ကနေစပြီးတော့အတူးဆိုတဲ့အဇက်ဇက်ကားပေါ့နော်စပြီးတော့ဖြစ်လာတာပါခင်ဗျဟုတ်တယ်ဗျကျွန်တော်ကံကောင်းတို့ကလုခင်းကြည့်တဲ့အချိန်မှာဘော်ဆန်းကိုရောက်တဲ့အချိန်မှာအဲ့မျိုးဟိုအဓိကတော့အဲ့မျိုးလေးကြောင့်ပေါ့နော်အဲ့မျိုးလေးကလှလဲလှတယ်တာလဲတာရတယ်အာကြည့်ပြီးတော့ရုပ်ရှင်ရိုက်ရှင်တဲ့စိတ်တွေဖြစ်လာတာပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ဒီအတူးကားဖန်တီးဖြစ်တာပါအဲမဟုတ်ပါဘူးအဲ့လိုဟိုကျွန်တော်အဲ့လိုဟိုဘယ်လို ်တတ်သမှတ်ထဲပေါ့နော်ဒရမာကြီးပဲရိုက်မယ်အဲရိုမန့်စီပဲရိုက်မယ်အဲလိုမျိုးတတ်သမှတ်ထဲတော့မထားတာပါဘူးအဲ့လိုဒရမာကြီးပဲရိုက်မယ်ရိုမန့်စီပဲရိုက်မယ်ဆိုပြီးတော့တသမတ်ထဲတော့မထားတာပါအဲ့လိုဟာတလည်းရိုက်ဖြစ်ရိုက်ဖြစ်မှာပေါ့နော်အဲဒီအခုအတူကားဆိုရင်သူကပြောမယ်ဆိုသူ့ရဲ့ jeans ကအဲ romance drama ပုံစံမျိုးလေးပါပဲအဲ့ဟို romance drama ပေါ့နော်ကျွန်တော်ရိုက်နေရှေ့မှာရိုက်ခဲ့ဘူးတဲ့ပုံစံတဲမှာတော့မပါသေးဘူးဒီလိုကားမျိုးပေါ့ဟုတ် ဆောက်ရေးကလေးအတူးဆောက်ကောင်ကမင်းမျက်ကိုတည်ပြီးရတာလားဘယ်လိုမျိုးလဲလဲအဲဟုတ်တယ်ဗျာကျွန်တော်ဒီဇက်ကိုစပြီးတော့ခုနစတီဆောက်တဲ့အချိန်ကအဲဒီကာကိုမင်းမျက်နဲ့ရိုက်မယ်အဲမင်းသမီးနေရာဆရာမလေးနေရာပိုးနဲ့ရိုက်မယ်ဆိုသူတို့နှစ်ယောက်ကိုပဲကျွန်တော်တည်ပြီးတော့ location ရောအဲအက်ဒါရီရောပေါ့နော်အဲ character ပါတဲ့ character တွေရောအကုန်လုံးဟိုစိတ်ကူးထဲမှာ ပုံဖော်ပြီး log လုပ်ပြီးတော့မှအဲဒီဇက်ကားထဲမှာထည့်ပြီးရေးခဲ့တာပါ အဲကောင်းပါတယ်ဟိုကျွန်တော်စိတ်ကူးလေးကပုံဖော်ထားတဲ့အတိုင်းကိုပဲအဲကိုမျက်နဲ့ပိုးနဲ့ပေါ့နော်နှစ်ယောက်လုံးကတကယ်လဲလုံနိုင်တဲ့ကိုမျက်ဆိုလဲဒရမ်မာဟိုဆို heavy တွေကိုလုတ်ခဲ့တဲ့လူဆိုတော့လေအဲသူကလည်းအဲတကယ်လုံနိုင်တယ်ပြီးတော့ဆီယာမာလေးဆိုတဲ့ character ကလည်းအဲပိုးနဲ့ကပြောမယ်ဆိုချစ်စရာကောင်းပြီးတော့အံဝင်ခွင်ကြဖြစ်နေတယ်ပေါ့နော်ဟိုချစ်စရာကောင်းတဲ့သူနဲ့ live ဖတ်တဲ့အဲဇာတ်ရုပ်လေးဖြစ်နေတယ်အဲ့တော့ဒီထဲမှာသူတို့နှစ်ယောက်ကြည့်ရတာလဲအဲ chemistry ကဟိုဟိုတအားမိနေရလို့ခံစားပါ အဲ့ဒါဟိုတချင်းလေးထဲမှာပါတဲ့ဇက်ဝင်ကပေါ့နော်အဲအဲ့ဟာလည်းအဲ့လိုပဲတချင်းလေးကိုကျွန်တော်ရိုက်နေတဲ့အချိန်တွေကချစ်စရာကောင်းအောင်ပေါ့နော်နှစ်ယောက်ကိုဒီအတူနဲ့ဆရာမလေးနှစ်ယောက်ချင်းလေးတွေထည့်ပြီးတော့ချစ်စရာကောင်းအောင်ပုံပေါ်ထားပါအအတူကရိုက်တော့မမရရကအမတို့ရေးရရန်ကြည့်တဲ့အချိန်ကလောမှာရေးရအရန်ကြည့်ရတဲ့အဲ့ဒါဒါမဲ့ဖြစ်ချင်တော့ရိုက်နေတဲ့အချိန်မှာအဲ့ဘွန်ဆိုင်မှာကြတော့အမတို့ရေးမကြည့်ဘူးသူကမိုးတော့တအားရွာဒါမဲ့ line နေလဲ မရတော့ဆက်သွယ်လည်းမရဖုန်းလိုက်လည်းမရအကုန်ပြတ်သွားပြတ်သွားတော့စိတ်ထဲမှာဆိုးလို့ပေါ့နော်အဲ့လိုမျိုးလိုင်းနေပါမကောင်းဘူးအဲ့လိုပဲထင်တာလားအဲ့လိုရေးတွေအရန်ကြီးနေပြီးတော့အရန်ဖြစ်နေတဲ့ဟာကြီးလဲကိုရီးယားရိုက်ရိုက်နေတဲ့ချိန်မှာမသိကြဘူးအမိုးတွေတော့ရမ်းရွာတယ်ရိုက်တဲ့ခေတ်မှာနားလိုက်ရိုက်လိုက်အဲ့လိုမျိုးလေးတွေတော့ရှိတယ်အဲအဲ့ဒီချိန်မှာဘာဖြစ်လဲဆိုတော့ဟိုရန်ကုန်မှာရှိတဲ့လူတွေကအရန်စိတ်ပူနေကြရေးတခုခုများဖြစ်နေလားအဲအဆက်အသွယ်တွေလည်းမရကြတော့ဘူးပေါ့နော်ဒါပေမဲ့ဖြစ်ချင်တော့အမတို့လိုင်းတွေလည်းပြီးတဲ့အခါမှာ ဲ့တော့မှသတင်းတွေကတက်လာတက်လာတဲ့အချိန်မှာတို့ရေတွေကြီးနေတယ်ဒီလိုဒီလိုဖြစ်နေရဲ့အဲအဲအဲ့အဲ့ဒါတွေပြီးတော့ကိုကားရိုက်ခံနေအချိန်နဲ့လဲစုံနေတဲ့အချိန်မှာအမတို့အဲ့ကားရိုက်နေတဲ့အချိန်မှာပဲဆင်းပြီးတော့မှဒီနေပြီးအတွက်เนาะအလူတွေအဲ့အားတွေသွားလုပ်ခဲ့ကြတာပေါ့เนาะအဲ့လိုပေါ့ခုနကသူပြောသလိုအတူမှာတော့အမှတ်တရရအများကြီးပါပဲအဲခုနကျွန်တော်ရိုက်နေတဲ့အချိန်မှာအဲ့တော့မိုးရီတအားများပြီးတော့လေမိုးရီတအားများပြီးတော့ရေကြီးရယ်ပြီးတော့အဲ့မှာအတူအဖွဲ့ အဲတစ်ဖွဲ့လုံးပေါ့နော်ကျွန်တော်လည်းရိုက်နေတဲ့အချိန်တော့တော့မသိဘူးမသိဘူးကျွန်တော်တို့ရိုက်တဲ့နားမှာကျွန်တော်ကနေတာကဟဲဦးမှာနေပြီးတော့အဲရိုက်တဲ့ဘွန်ဆိုင်ပေါ့နော်သွားပြီးတော့နေတိုင်းရိုက်တာအဲကျွန်တော်တို့ရိုက်နေအဲဘာလဲဘာလဲအလောက်ထိကြီးကြီးမားဘာမှဖြစ်ဘူးဒါပေမဲ့အဲ့နားပတ်ဝန်းကျင်တွေမှာတော်တော်ဆူဆူဟောဖြစ်နေတယ်အဲအဓိကတော့ဟိုဘက် ကလောဘတ်တွေပေါ့နော်အဲ့ဘက်တွေမှာတော်တော်ဟိုရေကြီးရတယ်မြေပြူရတယ်ရေကြီးရတယ်တော်တော်ဆိုးဆိုးွားဖြစ်နေအဲ့တော့မှကျွန်တော်လည်းပြီးတော့ဟိုတရင်တွေကလည်းဘာမှမ ဟိုကွန်နက်ရှင်တွေပြတ်ပြီးတော့ဖုန်းလိုင်းတွေတော့မှဖုန်းတိုင်တွေကျိုးပြီးဖုန်းလိုင်းတွေတော့မှကျွန်တော်မမိတော့တယောက်နဲ့တယောက်ဆက်သွယ်ဖို့တော့တော်ခက်ခဲတဲ့အခြေအနေဖြစ်နေအဲ့တော့မှပဲတိတာဒီလိုဒီလိုဖြစ်နေရဲ့အဲ့တော့မှချက်ချင်းရက်ပြီးတော့ကျွန်တော်အာဆင်းပြီးတော့အလှူတွေပါလေဟုတ်ပေါ့နော်အဲ့တော့ရိုက်နေတဲ့အချိန်မှာလည်းအဲအဲ့ဒီမှာဒုက္ခရောက်နေတဲ့လူတွေများတာ哦အလှူတွေပါလေလှုပ်ပြီးတော့ရိုက်ခဲ့ရတာပေါ့နော်ပြောမယ်ဆိုအဲ့လိုတချို့ဟာကြအခက်ခဲတွေကြားရရိုက်ခဲ့ရတဲ့ပုံစံတွေလည်းရှိပါတယ်